်ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါတယ်ကျွန်တော်တို့မနေ့ပြန်ညမှာဆိုလို့ရှိရင်ဒါအင်တာမီလန်နဲ့ဘာစီလိုနာတို့ကစားမဲ့ချန်ပီယံစ်လိပွဲစဉ်ရှိတယ်ပေါ့လေဒါချန်ပီယံစ်လိကျွန်တော်တို့စမီဖိုင်နယ်ဒုတိယအကြော်တွေရှင်းမြင်ကစားမယ်ပထမအကြော်မှာတော့ဒါအားလုံးလည်းတည်ခဲ့တဲ့တိုင်းပဲတကယ်ကိုပွဲကောင်းတစ်ပွဲဖြစ်ကျွန်တော်ကြည့်ခဲ့ရတယ်တစ်ဖက်ကို3-6စီတည်ကြသွားတယ်တတော်ကိုကောင်းခဲ့တဲ့ပွဲတွေပါဆိုတော့လက်ရှိဆန်စီရိုမှာရှင်းမြင်ကစားမဲ့ဒီပွဲမှာကောဘာစီလိုနာအနေနဲ့ပေါ့နော်ကျွန်တော်အဝေးကွင်းမှာအနိုင်ယူပြီးတော့နောက်ဆင့်ကိုတက်သွားမလား final ကို ဒါမှမဟုတ်ဆိုလို့ရင်ကျွန်တော်တို့ကအင်တာမီလန်ကပဲဖိုင်နယ်ကိုတက်သွားနိုင်မလားပေါ့တော်တော်ကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ညီကလေးနေနေရောဒီပွဲမှာဘယ်အသင်းကဖိုင်နယ်ကိုတက်သွားနိုင်မယ်ထင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့ဒီထဲမှာကျွန်တော်တို့ injury ပြဿနာတွေကျွန်တော်ပြောသွားမယ်ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်းလေးတွေကျွန်တော်ပြောသွားပြီးတော့ဘယ်အသင်းတက်သွားနိုင်ခြေရှိတယ်လဲဒါလေးတွေကိုလည်းကျွန်တော်ပြောကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က injury သတင်းတွေကိုကျွန်တော်ကြည့်တဲ့အနေထားမှာ Inter Asian ဖြစ်တဲ့ Inter Milan ဘက်မှာတော့တော်တော်ကိုကျွန်တော်တို့ကအခက်ခဲနဲ့ကြုံနေရတယ်သူတို့ပြင်တိုက်စစ်မှု သူတို့ရဲ့ DR twin ကိုအများဆုံးကစားသမားဖြစ်တဲ့ Lotaro Marines က hamstring injury ကြောင့်လက်ရှိဒီပွဲကိုလုံးဝလွဲချော်မယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပထမအကြုံမှာတော့ငါလည်းပထမပိုင်းအပြီးမှာတင်ကျွန်တော်လူသားလဲခဲ့ရတယ် Marines ကနော်လူသားလဲခဲ့ရတယ်ဆိုတော့လက်ရှိသူ့နေရာကိုဝင်ကစားမယ်တဲ့မှာ Marcus Thuren နဲ့တွဲဖို့အတွက်ပေါ့နော် Anatovic ကျွန်တော်ရှိမယ် ပြီးရင်တယ်ရမီကျွန်တော်တို့ရှိမယ်ဆိုတော့သူတို့နှစ်ယောက်တည်းကတစ်ယောက်ပေါ့ဗျာဆိုတော့ဒါတယ်ရမီပဲဖြစ်ဖို့တော့များပါတယ်တိုက်စစ်ကသူအတူပွဲထွက်လာဖို့တွေ့ဆိုလို့ရှင်ဒါအပြင်ဒါနောက်တန်းကဘင်ဂျမင်ပါဘက်ကလည်းပဲအင်ဂျူဒီပြဿနာကြောင့်လက်ရှိမှာမာတီနက်လိုပဲဘေးထွက်ထိုင်နေရမယ့်အခြေအနေမျိုးပါ။ကွင်းလယ်မှာတော့ဒါချက်ကလန်နူဒူဘာလို့ပြန်ပြီးတော့ပါနေဖို့ကျွန်တော်တို့ရှိရဲဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ ဆိုတော့ဂျားထဲမှာလည်းသူတို့ကပွဲစဉ်တချို့မှာဒီဂျားထဲမှာကစားကြတဲ့ပွဲမှာလည်းအနားပေးထားတာတွေကျွန်တော်ရှိခဲ့တာဘို့เนาะဆိုတော့ဒါဟာအင်တာနက်ပတ်သက်တဲ့ injury ပေါ့ဗျာလက်ရှိဘာစီလိုနာဘက်မှာတော့ဒီတိုက်စစ်ကစားမှာဖြစ်တဲ့ဟွာကပြန်ပြီးတော့ကျွန်တော်ဒါတက်တာလာပြီဆိုပြီးတော့ကျွန်တော်သိရတယ်လီယိုနော့စကီကဒိုင်မေရိုဒီပွဲမှာတော့အရန်ကုန်မှာပဲရှိနေအောင်မယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါအပြင်နောက်ခံလူလူငယ်လေးဖြစ်တဲ့ဘာလ်ဒီကလည်း ပြန်ပြီးတော့ပါလာတော့မယ်ဆိုပြီးတော့ကျွန်တော်သိရပြီမဲ့အရန်ကုန်မဲ့ရှိနေဦးမယ်ပေါ့ဆိုတော့ဒါအပြောင်းလဲတွေတော့အများကြီးရှိနိုင်ကြတော့မရှိဘူးပေါ့နော်ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်ရင် အင်တာမီလန်ဘက်မှာတော့ဂူဒမားရှိတဲ့ဆွန်မပါမယ်အဲနောက်တန်းမှာဆိုလို့ရှိရင်၃ရောက်တန်းမှာဘေးဆက်ကျွန်တော်တို့ရှိမယ်အစာဘီရှိမယ်ဘတ်စတိုနီရှိမယ်ဒါသူတို့ရဲ့လက်ရှိအကောင်းဆုံးခံစီ၃ရောက်ပေါ့နော်အဆွန်ဒီမှာဆိုလို့ကျွန်တော်ကကျွန်တော်တို့ဒန်ဖရီးစ်က right wing back မှာပါလာပြီးတော့ left wing back မှာတော့ဖက်ဒရီကိုဒီမာကိုဒီနေရာမှာပြည်ထနာကဒီမာကိုပဲဒီမာကိုဟာပထမကြော့မှာရာမဲကိုဘယ်လိုမှမထိန်းနိုင်ခဲ့ဘူး ရမဲကိုဘလို့မှမထိနိုင်ခဲ့ပေနဲ့ဂိုးတွေခွင်ပြုခဲ့ရတဲ့အန်ရီများတဲ့အလုံးတွေသူခွင်ပြုခဲ့ရတယ်။ဆိုတော့သူ့နေရာကို တခြားကစားသမားများထက်လာအောင်မလားပေါ့။ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမာကိုပဲဆက်ပြီးတော့သုံးပါလား။ဒီမာကိုကတော့ first line နဲ့ player ဆိုတဲ့အခါကျတော့ပထမအကြောတိုင်ပတ်တာလောက်နဲ့ဒုတိယအကြောမှာမထည့်ဘူးဆိုတဲ့မျိုးကတော့ရှားမှာပါ။ဒါပေမဲ့လို့ပြောလို့တော့မရဘူးပေါ့နော်။လုံးဝကိုဘက်ကဓာကြီးကအားနေနေတယ်ဆိုတော့တိတာနေတော့အပြောင်းလဲလုံးကြတာကြီးပဲရဲ့။ဒါပေမဲ့အင်ရှင်လည်းဖြစ်တယ်ဆိုတဲ့အခါကျတော့အတိုင်းနာတစ်ခုတည်းတော့ကျွန်တော်သာစောင့်လို့ကြည့်ရမှာပါနော်။ ဆိုတော့ဟိုဒါအပြင်နောက်တန်းကွင်းလင်မှာဆိုလို့ရှိရင်လည်းဘာရီလာရှိမယ်ချာလာနိုလီကျွန်တော်ရှိမယ်အန်ရစ်မီကီတန်ကျွန်တော်ရှိပါမယ်တိုက်စစ်ကတော့မာကက်စ်တူတန်နဲ့တူကျွန်တော်ကျွန်တော်ကတော့တယ်ရီမီပဲဖြစ်ဖို့များတယ်လို့ထင်တယ်ဒါမှဒါမှမဟုတ်တာမာကိုအနာတိုပီတိုလည်းရှိတယ်ဆိုတော့အင်တာမှာရွေးချယ်ကြရတော့ရှိပါတယ်မာတီနက်စ်ကိုတော့မှတ်မိဘူးပေါ့လေဘာစီဘက်မှာဆိုလို့ရှိရင်တော့ဒါချယ်စနီကျွန်တော်ရှိမယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါဂါစီယာကျွန်တော်ရှိပါမယ်နော်ဂါစီယာပါပါလိမ့်မယ်ဘာတီမပါနိုင်သေးဘူးဆိုတော့ဂါစီယာရှိမယ်အာရီဂျိုရှိမယ် ကူဘယ်စီရှိမယ်ဒါအင်နီဂိုမာတီနဲ့ကျွန်တော်တို့ရှိမယ်ပေါ့နော်ဒါအပြင်ကျွန်တော်ကွင်းလယ်မှာဆိုလို့ကျွန်တော်ဖရန်ကီဒီယောင်ရှိမယ်ပက်ဒရီရှိမယ်ဒန်နီအော်လမူကနံပါတ်10မှာပါလာဖို့တည်ကြတယ်လို့ရှိပြီးတော့တိုက်စစ်ကတော့ယာမဲရာဖင်ညာနဲ့ဖာရန်ဒိုရက်စ်ပေါ်လီလီယိုနော့စကီတို့ဘာလို့ကျွန်တော်သာမပါနိုင်သေးဘူးဆိုတဲ့အခါကျတော့ပေါ့နော်ဒါကလည်းရှိမှာဖြစ်နိုင်ကြည်ဒါကျွန်တော်သာပွဲထွက်လူဆင်းနေပေါ့လေအင်တာမီလန်ကချန်ပီယံစ်နောက်ဆုံး6ပွဲကစားထားတဲ့နေရာမှာ၄ပွဲထိနိုင်ထားတယ်၂ပွဲတည်ကြထားပါတယ် နော်ဘိုင်ယန်မြူးနစ်နဲ့တည်ကြတဲ့ဆီမီဖိုင်နယ်ကိုတက်တဲ့လက်ရှိဘာစီလိုနာနဲ့ဆီမီဖိုင်နယ်ပထမကြိုကိုကစားတဲ့တည်ကြတယ်ပေါ့နော်ဒူဒူပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်တော့အင်တာဟာတော်တော်ကိုစူးစူးဝါးဝါးဖြစ်နေပါတယ်အင်တာမီလန်ဟာပြိုင်ပွဲဆုံးမှာတော်တော်ကိုစူးဝါးတဲ့ရလက်ဒီကျွန်တော်တွေ့နေရတယ်ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာအင်တာမီလန်ဟာတပွဲပဲနိုင်ပါသေးတယ်တပွဲနှစ်ပွဲတည်ကြပြီးတော့ ၃ဘွဲ့ထိသူတို့ရှုံးနေထားပါတယ်။ဒါကြောင့်ဘောနော်ကျွန်တော်အနေနဲ့အင်တာဟာပြည်တွင်းဒီမှာတော့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်ကိုတိုင်ပတ်နေတယ်။ဘာစီကတော့သူတို့အနေနဲ့ချန်ပီယံစ်လိဂ်မှာလည်းဖိုင်နယ်ကိုတက်နိုင်စွမ်းအခွင့်အရေးရှိနေတာရဲ့ဒီလာလီဂါမှာလည်းချန်ပီယံဖြစ်နိုင်ဖို့အခွင့်အရေးရှိနေတာရဲ့ဆိုတော့ပြိုင်ပွဲစုံမှာသူတို့ကအချိန်ကြီးကောင်းနေတယ်။ချန်ပီယံစ်လိဂ်နောက်ဆုံး၆ပွဲမှာဘာစီလိုနာဟာ၃ပွဲနိုင်ထားတယ်၊၂ပွဲတည်ရ၁ပွဲရှုံးထားတယ်။ပြိုင်ပွဲပြိုင်ပွဲစုံနောက်ဆုံး၆ပွဲမှာတော့ ဆိုတော့ချန်ပီယံလိမ့်မှာပါတော့ခုနကပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာသူတို့4ပွဲထိနိုင်ထားတယ်။တပွဲတည်းတပွဲရှုံးဆိုတော့ရလဲသူတို့ကြုံထားတယ်။ဒါကလည်းရှိမှာဖြစ်နာဒီအခြေအနေတွေပေါ့လေသူတို့နှစ်သင်းရဲ့ကျွန်တော်နောက်ဆုံးအခြေအနေတွေဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲ။ဒီအခြေအနေတွေရနော်ကျွန်တော်ကတော့ဗျာဘယ်လိုပြောမလဲ။အင်ရှင်ဆိုပေမဲ့လည်းလို့ပေါ့နော်။အင်တာကိုအများကြီးတော့မျောလင့်မထားဘူး။သူတပြင်းဒီအဝေးကွင်းမှာတောင်မှသူတို့ဒီ3-3-3စီတီးအကြောင်းကစားထားတယ်ဆိုတော့ဒီတယ်မလားဟာဘာစီကိုသူတို့အနေနဲ့ နော်အိမ်ခွင်းမှာကတော့သူတို့ဒါရလက်ချင်းကျင်းမြောင်းမှာပဲဒါပေမဲ့လို့အနောက်တစ်ဆင့်ကိုတော့တက်သွားနိုင်တယ်ဆိုပြီးတော့ယူဆလို့ရရတာပေါ့လေဒါပေမဲ့လို့ကျွန်တော်ပြောတာပထမအကြုပ်ကျွန်တော်တို့ကြည့်ရင်အင်တာမီလန်ဘလောက်ပဲဥဆောင်ကူတွေရထားပါစေဘာစီကလူအပ်လို့တကယ်တိုက်ရင်အင်တာနောက်တန်းဘလူးမမခံနိုင်ဘူးသူတပြင်းကျွန်တော်တို့နေနေပေါ့နော် high pressing သွားနေတဲ့အသင်းဖြစ်တာရဲ့ high defensive line နဲ့ဆော့နေတဲ့အသင်းဖြစ်တာရဲ့အညီအင်တာလိုမျိုးဒီဘယ်လိုပြောမလဲဟို defensive block ကစားတဲ့အသင်းမျိုးเนาะ direct play တွေအားသာအဒီအားတည်တဲ့အသင်းမျိုးတို့အတွက် ဘလူးမတ်လွယ်ကူမှုရှိမနေဘူး။ဒါအပြင်ဘာစီရဲ့တောင်ပံကစားမ2ယောက်ကလည်းအ ਨੇ သုံး1ယောက်2ယောက်လောက်ကတော့ကြော်ဖြတ်နိုင်စွမ်းကောင်းကောင်းရှိတယ်ဗျာ။ရမလဲဆိုလို့ဆိုချင်းပထမကြုံမှာကစားသွားတာဒီကျွန်တော်တို့ချင်းတော်တော်ကိုလက်လံမှုခေါင်းနေဆိုတော့အဲ့လိုမျိုးဆိုလို့ချင်းအင်တာဘာစီဘက်ကဂိုးတွေဥဆောင်ဂိုးတွေခွင့်ပြုရရင်တောင်မှတကယ်တကယ် PRB ကစားတယ်เนาะတိုက်စစ်အမှန်ကင်ဆင်ပြီဆိုရင်အင်တာကခံနိုင်ရည်စွမ်းကမရှိဘူးဒီနေရာမှာတခုရှိတယ်အင်တာမီလန်နေလုံးဝဥဆောင်ဂိုးတွေစောစောစီးစီးမထင်မပဲရထားပြီးပြီဆိုလို့ရှိရင် သူတို့အနေနဲ့ပေါ့နော်ဂိုးထက်သွင်းတွင်းနိုင်မှုဆိုတာတဲ့ဂိုးများများကျွန်တော်ဂိုးပြန်မပေးရဖို့ခန်းစီကြည့်လေဖို့အင်ကွင်းအားသာချက်ကိုအတုံးချဖို့ဒါတွေနဲ့ပဲသူတို့သွားမှာကျွန်တော်ကတော့ဘာစီဘက်ကပေါ့နော်ဂိုးတော့ပေးကောင်းပေးရလိမ့်မယ်ဒါပေမဲ့ဂိုးပြန်သွင်းနိုင်စွမ်းရှိတယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်အင်တာဆိုတာတဲ့ကျွန်တော်ဘာစီလိုနာကိုအဝေးဝင်းမှာပို့ပြီးတော့နော်ကျွန်တော်တို့ကအနိုင်ရလိမ့်မယ်လို့ကျွန်တော်ယူဆနေတယ် ဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေဒါပေမဲ့လို့ဒေယာတာတခုကတော့ဘာစီလိုနာက chance ပို့ပြီးတော့များတယ်လို့ကျွန်တော်ထင်တယ်။အဲကြောင့်ဆန်စီလိုမှာကစားမဲ့ပွဲဆိုတဲ့အခါကျွန်တော်လွယ်တော့မလွယ်ပြီမဲ့လေလို့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်။ Inter အတွက်လည်း chance မရှိတာမျိုးတော့မဟုတ်ဘူး။ဆိုတော့ပထမအကြောကပုံစံရဆိုလို့ကျွန်တော်ဘာစီကိုကျွန်တော်ပို့ပြီးတော့မျောလင့်နေပေါ့နော်ထင်တယ်။ final ကိုတက်ဖို့ကဆိုတော့ညီကလေးနေနေရောဘယ်အတင်းကနောက်ဆင်ကိုတက်သွားလိမ့်မယ်ထင်ကြလေ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။